်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖခင်ရဲ့ကြီးကျယ်တော်ကိုချီးမွမ်းပါတယ်ထာဝရဘုရား၌ဝမ်းမြောက်လော့ဆိုတဲ့ကောင်းစဉ်နဲ့ဖိလိပ္ပိအခန်းကြီး၄အငယ်၄ကိုဆင်ခြင်သွားခြင်းပါလေ။ သခင်ဖျား၌အစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလောတဖန်ငါဆိုဒီကဝမ်းမြောက်ကြလောဖျားသခင်ရဲ့နှုတ်ဘတော်ကကျွန်တော်တို့ကိုအစင်မပြတ်ဝမ်းမြောက်ဖို့အတွက်မိန့်တော်မူပါတယ်တခါတလေမှာအဲ့ဒါကလှုပ်ဆောင်ဖို့အတွက်ခက်ခဲတဲ့အရာလို့ထင်ရပေမဲ့လည်းကျွန်တော်တို့ဟာဝမ်းမြောက်ဖို့အတွက်ရွေးချယ်တဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်ကတဘာဝလွန်တကူနဲ့ကျွန်တော်တို့ကိုဝမ်းမြောက်ခြင်းနဲ့ပြည့်စည်တော်မူမှာဖြစ်တယ် ကျွန်တော်တို့အတွက်ဝမ်းမြောက်ဖို့အတွက်ဘယ်လိုအကြောင်းပြချက်တွေ ဖြစ်နိုင်မလဲကဘာပေါ်မှာရှိတဲ့ပြဿနာအလုံးနဲ့အတူကျွန်တော်တို့ဘယ်လိုဝမ်းမြောက်ခြင်းကိုရနိုင်မလဲစဉ်းစားနိုင်မလဲဒါပေမဲ့လည်းဝမ်းမြောက်ခြင်းဟာခရိယံဘဝအတွက်အခြေခံကြပါတယ်ယဉ်ကျက်ကြီးထွားတဲ့ခရိယံအတ္တတာဟာဝမ်းမြောက်တဲ့အတ္တတာပဲဖြစ်တယ်ပေါ်လူကလည်းပဲတက်တာလောနေဩဝါဒစာပထမဆောင်အခန်းကြီး9ငွေ16မှာ အစင်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့လို့ဆိုခဲ့ပါတယ် ဘုရားသခင်ရဲ့ပညတ်တော်အတိုင်းဆက်ဆက်တဲ့ဂရုတော်တစ်ခုရှိတယ်ဆိုတာကိုကျွန်တော်တို့သိထားရတယ်။ဘုရားသခင်ကကိုရောရဲ့ပညတ်တော်ကိုပြည့်မြောက်အောင်မြင်စေဖို့အတွက်ကျွန်တော်တို့ကိုအမြဲတမ်းတကူပြီးတော်မူပါတယ်။ဝမ်းမြောက်ခြင်းဆိုတာကကျွန်တော်တို့ရဲ့အခြေအနေနဲ့မဆိုင်ပါဘူး။ဝမ်းမြောက်ခြင်းဟာဘုရားသခင်ရဲ့မျက်မှောက်တော်နဲ့ဆက်ဆက်နေပါတယ်။ပျော်ရွှင်မှုဆိုတာကတော့ကျွန်တော်တို့ဘဝရဲ့အခြေအနေနဲ့သာသက်ဆိုင်တယ်။ အရာအားလုံးကျွန်တော်တို့လူအလိုလမ်းကြောင်းအတိုင်းသွားနေတဲ့အခါကျွန်တော်တို့ပျော်ရွှင်နိုင်ပါတယ်ကျွန်တော်တို့အလို့အကန်တွေအဆင်ပြေနေတဲ့အခါမိသားစုမိတ်ဆွေအပေါင်းအသင်းတွေနဲ့ဆက်ဆံရေးတွေမှာမေတ္တာပြေဝတဲ့ဆက်ဆံရေးတွေရှိနေတဲ့အခါသွားနေတဲ့ခရီးလမ်းကချောမွေ့နေတဲ့အခါကျွန်တော်တို့ပျော်ရွှင်နိုင်တယ်ဒါပေမဲ့လည်းအရာအားလုံးမှားယွင်းနေပြီးတော့ကျွန်တော်တို့မပျော်ရွှင်နိုင်တဲ့အခါဘုရားသခင်အားဖြင့်ကျွန်တော်တို့ ဝမ်းမြောက်ခြင်းကိုရွေးချယ်နိုင်ပါတယ်ပေါ်တုဟာသူ့ဘဝအခက်အခဲဆုံးနှစ်ရက်တွေအတွင်းမှာဖိလိပ္ပိအသင်းတော်စီကိုစာရေးခဲ့တယ်ဒါပေမဲ့လည်းအဲ့ဒီလူစုံစမ်းစစ်ဆေးမှုတွေကြားထဲမှာသူကဝမ်းမြောက်ကြလွန်လို့ရေးသားပြောကြားခဲ့ပါတယ်ဝမ်းမြောက်ခြင်းဟာတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ဘဝမှာအလုတ်လုံနေကြောင်းတည်တည်ပြခြင်းဖြစ်တယ် ကျွန်တော်ပတ်ဝန်းကျင်ကဘာကြီးပြိုကွင်းနေတာကိုမြင်ရတဲ့အခါမှာကျွန်တော်တို့ဘလို့ဝမ်းမြောက်နိုင်မလဲဝမ်းမြောက်ခြင်းဟာဆုံးဖြတ်ချက်တစ်ခုပဲဖြစ်တယ်ကျွန်တော်တို့ဟာစိုးရိမ်ပူပန်ခြင်းဒါမှမဟုတ်ဝမ်းမြောက်ခြင်းကိုရွေးချယ်ရမှာဖြစ်ပေမဲ့လည်းနှစ်ခုစလုံးကိုတော့ကပြိုင်နဲ့မလုံဆောင်နိုင်ပါဘူးစိုးရိမ်ပူပန်ခြင်းကဘာမှအထမြောက်စေမှာမဟုတ်ပါဘူးတခင်ယေရှုခရစ်တော်ကတော့မဿဲအခန်းကြီး6အငယ်29မှာ စိုးရိမ်ပူပန်ခြင်းအပြင်အသက်တာကိုနောက်ထပ်တဒောင်လောက်ထပ်ပြီးတော့တိုးပွားနိုင်ပါမလားလို့သူကမေးခွန်းမေးခဲ့ပါတယ်။ဘုရားသခင်ရဲ့တာသမီတွေဖြစ်တဲ့ကျွန်တော်တို့ဝမ်းမြောက်ခြင်းကိုရွေးချယ်တဲ့အခါမှာဘုရားသခင်ထိန်းချုပ်ထားကြောင်းကျွန်တော်တို့ဝန်ခံတာဖြစ်တယ်။ဝမ်းမြောက်ဖို့ရွေးချယ်ခြင်းဟာအမြဲတမ်းယုံကြည်ခြင်းရဲ့ခြေလှမ်းတစ်ခုပဲဖြစ်တယ်။အဲဒါကကျွန်တော်တို့ပြဿနာတွေကနေကျွန်တော်တို့အမြင်အာရုံကိုလွှဲဖယ်ပြီးတော့ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့မေတ္တာတော်ကိုအာယုံဆိုင်ခြင်းပဲဖြစ်တယ်။ဝမ်းမြောက်ခြင်းဟာအပြုသဘောဆောင်တဲ့အထွေအခေါ်ဒါမှမဟုတ်ဝန်ခံချက်လောက်သာမဟုတ်ပါဘူး။အဲ့ဒါကကျွန်တော်တို့ပြဿနာတွေကိုလျှို့လျူရှုခြင်းဒါမှမဟုတ်ကျွန်တော်တို့ပဝင်းကျင်မှာရှိတဲ့သူတွေရဲ့ပြဿနာတွေကိုအထိခိုက်မခံစားခြင်းမဟုတ်ပါဘူး။ဝမ်းမြောက်ခြင်းဆိုတာကကျွန်တော်တို့အခြေအနေမှာဘုရားသခင်ကိုယုံကြည်ကူးစားဖို့ရွေးချယ်လိုက်ခြင်းပဲဖြစ်တယ်။ ျွန်တော်ဟာဝမ်းမြောက်ခြင်းကိုမဖန်တီးနိုင်ဘူးဝမ်းမြောက်ခြင်းဆိုတာကဘုရားသခင်ကိုယုံကြည်ကူးစားခြင်းရဲ့ရလက်ပဲဖြစ်တယ်ဝမ်းမြောက်ခြင်းဆိုတာကကျွန်တော်ဘဝမှာတန်ရှင်းသောပင်သော အလုလုခြင်းရဲ့ရလက်ဖြစ်တယ်ဝမ်းမြောက်ခြင်းဟာဂလာတိအခန်းကြီး9ငယ်20မှာပါတဲ့ဝိညာဉ်တော်ရဲ့အသီးတွေတဲကတစ်ခုဖြစ်တယ်ဝမ်းမြောက်ဖို့ဆုံးဖြတ်ချက်နောက်မှာဝမ်းမြောက်ခြင်းပါလာတာဖြစ်တယ် ကျွန်တော်တို့အဖြစ်အပျက်တွေကိုမခံစားခြင်းပေမဲ့လေဝမ်းမြောက်ခြင်းကိုရွေးချယ်နိုင်တယ်။ဝမ်းမြောက်ဖို့ရွေးချယ်တဲ့အခါမှာကျွန်တော်တို့နှလုံးသားနဲ့ဘဝမှာလှုပ်ဆောင်ဖို့တန်ရှင်းသောဝိညာဉ်တော်ကဝိညာဉ်တော်ရဲ့တကူးကိုကျွန်တော်တို့ထုတ်လွှတ်ပါတယ်။ကျွန်တော်တို့အမောင်ဆုံးနေ့ရက်တွေမှာတောင်းဝမ်းမြောက်ဖို့ရွေးချယ်နိုင်ပါတယ်။ကျွန်တော်အဲ့လိုလှုပ်တဲ့အခါမှာကျွန်တော်တို့ဘာကိုပဲဖြတ်တန်းဖြတ်တန်းနေပါစေခရစ်တော်ရဲ့အောပွဲဝမ်းမြောက်ခြင်းကိုကျွန်တော်တို့အားဖြင့်စီးဆင်းနေတာကိုကျွန်တော်တို့ ခံစားရလိမ့်မယ်။ဒါကြောင့်ဒီနောက်ဘက်တော်ဂရီတော်အရာဒီနေ့ကျွန်တော်တို့ဝါမြောက်ခြင်းကိုရွေးချယ်ရမယ်။တန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်ဘဝမှာဝါမြောက်ခြင်းကိုဖြစ်ပေါ်နေစေမယ်။ဝါမြောက်ခြင်းဟာကျွန်တော်တို့အချင်းအနေတွေပေါ်မှာမူတည်တာမဟုတ်ပါဘူး။ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းနဲ့ကျွန်တော်တို့အပေါ်ဂရုစိုက်ခြင်းကိုဝန်ခံခြင်းအားဖြင့်ကျွန်တော်တို့ဝမ်းမြောက်နိုင်ပါလေ။ဂျာနာဆင်ခြင်ခဲ့တဲ့သူတိုင်းသခင်ယေရှုခရစ်တော်ကိုအမိပြုခြင်းအားဖြင့် ရားသခင်မှာဝမ်းမြောက်ခြင်းကိုရွေးချယ်ခဲ့တဲ့အတွက်ကြောင့်အချီအနီအမျိုးမျိုးမှာဝမ်းမြောက်ခြင်းတွေအသက်တာမှာအစဉ်ပြည့်စုံနေခြင်းအပြင်ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားခြင်းရှိနေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်